အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြိတ္တအားလုံးကိုစိတ်နှဖျားကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအကောင်အောင်လဲဂျိုပါနမူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမေတ္တာပို့တာဆုတောင်းလိုက်ပါတယ်ခင်ဗျာ။ရွှေစကားငွေစကားအစီအစဉ်အနေနဲ့ရကမိတ်ဆွေများအတွက်အကျိုးထူးရတယ်အသုံးတဲကြတယ်ဆိုတာပြန်လည်ကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျာ။ကဲကောင်းတာတွေမှန်ပါစေမကောင်းတာတွေလည်းတက်တက်ဆင်အောင်လွဲပါစေ။ ပေးနေတဲ့ရေရာလေးတွေကလည်းပဲတိတိယောက်ယောက်အစွမ်းထက်ကြပါစေခမအခုကတော့ဖြင့်မိုးဆက်မိုးပေါင်းများနဲ့အတူလောကကြီးတစ်ခွင်လုံးစီပင်သားရာဟုတ်အာတစ် ဖြိုးနေသောဂျွန်လ29ရက်နေ့အတွက်ရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခမကတလိုနေမျိုးပါကလေပညာရေးနဲ့ပတ်သက်တဲ့အစီအစဉ်တွေနိုင်ငံခြားနဲ့ပတ်သက်တဲ့အစီအစဉ်တွေကို့အတွက်ပဲဖြစ်ဖြစ်မိသားစုအတွက်ပဲဖြစ်ဖြစ်တနင်္ဂနွေသားသမီးတွေကဦးစားပေးပြီးတော့စူးစမ်းတဲ့နဲ့ဒါတနင်္ဂနွေသားသမီးတွေเนาะ ငွေကြေးကိစ္စလေးတွေမှာစိတ်တိုင်းမကြစရာလေးတွေမတင်မကြမရေမြားလေးတွေဖြစ်တတ်တယ်သို့လို့သို့လို့ရှေ့တူအခက်နောက်ဆိုအခက်လေးတွေဖြစ်တတ်တယ်အဲနောက်ကိုကိစ္စအပြင်ကိုထမင်းကိုစားပြီးတော့ကြီးတော်တော်အလကားကြောင်းရတယ်ဆိုတာမျိုးအလကားလည်းကြောင်းဝန်သေးတယ်ကိုလည်းမကောင်းမြင်ထင်လွဲခံရတယ်ဆိုတာမျိုးဒါလေးတော့နည်းနည်းလေးသတိထားပါလိမ့်မယ်လူကစိတ်မောလူမောတွေဖြစ်ပြီးတော့စိတ်တူလွယ်ဒေါသထွက်လဲပောက်ကွဲလွယ်တယ်စိတ်လိုက်မှန်ပါငွေမှားပစ္စည်းမှားအဝယ်မှားအယောက်မှားအဆုံးပြတ်မှားဂရီပေးမှားစကားမှားအဲ့တားလေးတော့သတိပြုရမယ့်အချက် ဖြစ်ပါတယ်မိတ်ဆွေအပေါင်းအသင်းတွေစီကအကူအညီပံ့ပိုးကောင်းအကြံဉာဏ်ကောင်းတွေရတတ်တယ်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လာရင်တော့စိတ်ရှုပ်ထွေးစရာလေးတွေသတိပြုရပါလိမ့်မယ်ဒီလိုနေမျိုးမှာတင်းငွေတွေသားသမီးမိတ်ဆွေတွေကမိမိချစ်သူအိမ်တော်ဘက်ရဲ့ခြေထောက်တို့ခါတို့အကြောအစ်စ်တို့ဝမ်းပိုက်တို့နဲ့ပတ်သက်တဲ့ဂျမ်းမာကြီးကိစ္စလေးနည်းနည်းလေးသတိပြုရပါလိမ့်မယ်ကဲတင်းငွေတွေသားသမီးမိတ်ဆွေတွေကံရဲ့အပံပိုးရဖို့ဆိုရင် အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များများပါသောအဝတ်အစားသုံးဆောင်လေးကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွယ်ပါရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဗတောက်ညွန်လေးဒါမှမဟုတ်လေဗတောက်ဂိုင်းလေးနဲ့ရောင်းညင်တဲ့ပစ္စည်းမှန်သမျှလုပ်ငန်းသုံးပစ္စည်းမှန်သမျှကိုရိုက်ပို့ပြီးတော့ဆူတောင်းပါကဲဒီနေ့အိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ရွေးမယ်ဆိုင်ကနံပါတ်တွေရွေးမယ်အယောင်းဝယ်ဈေးစကားတွေတတ်မှတ်မယ်အချိန်အချက်နာရီတွေတတ်မှတ်မယ်ဆိုရင်ကို့အတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေက၈ကဏ္ဍ၅ကဏ္ဍတွေဖြစ်ပါလေခင်ဗျာ ကဲဒလုံးမျိုးမှာတင်းငွေသားသမီးတွေကံရဲ့အပန်အပိုးရရှိစေဖို့ဆိုရင်နွားနှုတ်နဲ့ပေါင်မို့ကဲအဆင်ပြေတဲ့နွားနှုတ်နဲ့ပေါင်မို့အဆင်ပြေတယ်လို့မြတ်စွာဘုရားမှာပဲလူလူအပေါင်းသိမိတ်ဆွေတွေကိုပဲဒါနာပြုပြုအဲ့ဒါလေးနဲ့အတူကံပွင့်ကံမြင့်ကြပါစေဘေးရန်ရွယ်ပေါင်းကလည်းကင်းပချမ်းသာကြပါစေခင်ဗျာဆက်လက်ပြီးတော့တင်းလာသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကအပြောင်းအလဲတွေအသက်ဆန်းနေကောင်းတယ်အိမ်တဲ့လုပ်ငန်းတဲ့နေရာတဲ့အစီအစဉ်တဲ့အိမ်ပြောင်းနေရာပြောင်းလုပ်ငန်းပြောင်းအစီအစဉ်ပြောင်း ဲဒါမျိုးတွေဦးစားပေးပြီးတော့ကြိုးစားတဲ့ ਨੇ ခยีသွားလာရေးတည်ယူဖို့ဆောင်ရေးအဝေးပြပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စတွေလည်းကောင်းတယ်ကိုလည်းခยีကောင်းနေသွားရတယ်ကိုစီကိုလည်းဧည့်သည်ကောင်းအဆက်အသွယ်ချိတ်ဆက်ကောင်းနေရောက်လာရတယ်နည်းနည်းလေးတော့ရံအပြိုင်အနောက်ရှက်များရတယ်ဟောဟဲ့မိတို့အပူတို့လျှက်စစ်တို့တခိုးတို့ပတ်တည်ရတယ်ဆိုတော့ဒီလိုဂိမ်းမျိုးမှာမောက်ချဖြစ်မဲ့တော့မဆိုးလို့ဘူးသို့တော့ကိုဘက်ကတတိကြီးကြီးတတ်တိကောင်းကောင်းနဲ့ကြိုးစားမယ်ဂိမ်းမျိုးဖြစ်ပါတယ်ဗျာ အဒီအနန်တို့ရေရွက်ကုန်တို့တစ်တန်တို့တဲ့အဖျော်ယမကရေလုံငန်းရေရွက်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေဦးစားပေးစ조사တဲ့ ਨੇ ကဲဒီလိုနေမျိုးမှာတင်းလာသားသမီးတွေကမိမိချစ်သူအိမ်တော်ဘက်နဲ့ညှိမြနှိုင်းမြဖြစ်တာတို့ကိုခရီးကန်ကောင်းမိမဲ့ချစ်သူကြီးစားအိမ်တော်ဘက်ရဲ့ခရီးကိစ္စဆင်းညရတာတို့လာပြီးကြုံရတာတဲ့တင်းလာသားသမီးတွေကံရင်အပမို့ရဖို့ဆိုရင်အကွက်အပြောက်အဆက်အပြောက်အကြောင်းအကြားတွေများများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုတ်ပြီးတော့ဝတ်ဆင်သုံးသွဲပါ ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်အုံညုံကလေး6ညပို့ပြီးတော့အုံညုံကလေး6ညနဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်းပါဒီနေ့ကိုတွေ့ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေက1ကဏ္ဍ6ကဏ္ဍကံရဲ့အပါမိုးရဖို့ဆိုရင်အတုတ်တမျိုးမျိုးအစင်ပြေတဲ့တော်တဲ့အတုတ်တမျိုးမျိုးမြတ်စွာဘုရားမှာပဲလူလူအပေါင်းသမီးတွေကိုပဲဒါနာပြုပြုအဲ့ဒါလေးနဲ့တူကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့အစင်လာတားကြီးတဲ့အင်္ဂါသာသမီးများတို့ဖြစ်ပါတယ် ဒီလိုနေ့တွေမှာကငွေတွေပစ္စည်းတွေမတင်မချမရေမြားလေးတွေများတတ်တယ်။ဝယ်မယ်ဆိုပြီးမရမဝယ်ပြရောင်းမယ်ဆိုပြီးမရောင်းပြဒီဈေးဆိုပြီးဟိုဈေးဖြစ်သွားတယ်။စသဖြင့်စိတ်ရှုပ်ထွေးစရာလေးတော့ရှိတတ်တယ်။နော်စိတ်တက်ကြအားငယ်လက်လျှောက်ရမလို့ကိစ္စမျိုးလေးတွေဖြစ်တတ်တယ်။သို့တော့ဒီချိန်လေးကအရေးကြီးပါတယ်ဒီလိုနေမျိုးကကိုယ်စိတ်ကူးရည်ပထားတဲ့ကိစ္စကိုပိုင်ပန်းနေနိုင်စိတ်အားမဲတင်ပြီးတော့စူးစမ်းတဲ့နဲ့လုပ်ငန်းအသစ်စတင်ခြင်းထူထောင်ခြင်း အဲ့ဒါမျိုးတွေအစာပြိုးခြင်းတွေပြုလုပ်တဲ့နဲ့ကုန်ပစ္စည်းတူလောင်ခြင်းတွေပြုလုပ်တဲ့နဲ့အိမ်အစာဥနေရာထိုင်ခြင်းအလုပ်နေရာအိမ်နေရာနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေအိမ်ဆောက်ပစ္စည်းတို့ဆောက်လုပ်ရေးတို့အုတ်တို့ဥတို့အင်းတို့အေးတို့အုံတို့အဲ့ဒါမျိုးတွေဦးစားပေးကြိုးစားတဲ့နဲ့ကိုယ့်အပေါ်မှာအထင်အမြင်လွဲမှားနေသူတွေရှိခဲ့ရင်ဒီလိုနေမျိုးမှာတွားရောက်တွေ့ဆုံညှိနှိုင်းဆိုတာမျိုးတွေပြုလုပ်တဲ့နေမျိုးလည်းဖြစ်ပါတယ်ဗျာဒီလိုနေမျိုးမှာအင်္ဂါသားသမီးတွေကမိမိချစ်သူအိမ်အောင်ဘက်ရဲ့ အဖိုးတံပစ္စည်းဝယ်ခြင်းရောင်းခြင်းနဲ့ပတ်သက်တဲ့အောင်မြင်မှုကြားကြုံရတာတဲ့။ကံရဲ့အပမိုးရဖို့အင်္ဂါသားသမီးတွေကအနီရောင်တို့ချက်သွေးရောင်တို့ခရမ်းရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးသွဲပါ။ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်ညောင်ရွက်ကလေး၃ရွက်ပူထပ်ပြီးတော့ညောင်ရွက်လေး၃ရွက်နဲ့ရက်ခတ်ပြီးတော့ရိုက်ပြီးတော့ဆူတောင်းပါ။ဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေကကိုးကနန်းတစ်ကနန်းကံရဲ့အပမိုးရဖို့ဆိုရင် အကျော်မျိုးစုံလှူဒါန်းတဲ့ကုသိုလ်လေးပြုပြီးတော့ကဲအကျော်နှစ်မျိုးဖြစ်ဖြစ်သုံးမျိုးဖြစ်ဖို့ပေါ့ဗျာအရင်တွေအရင်တွေကတော့ဘလောက်ပဲဖြစ်ဖြစ်ကိုတိုင်တိုင်းနဲ့ကိုအဲ့ဒါလေးကုသိုလ်ပြုလှူဒါန်းပြီးတော့ကံရဲ့အပံမိုးလေးရရှိကြပါလိမ့်ခင်ဗျာဆက်လက်ပြီးတော့ဗုဒ္ဓသာသမီများဒီလိုကိန်းမျိုးမှာကဝင်ရိုးဝင်စင်မဟုတ်တဲ့ငွေတွေဝင်လာတတ်တယ်ဆုံးမြအောင်မေးတဲ့ငွေတွေပစ္စည်းတွေပြန်ရတတ်တယ်။ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလှုပ်ဖို့ကံပက်တွေနဲ့ပြန်လဲဆုံစည်းရတတ်တယ်။အဝေးပြိပရောက်နေတဲ့ ဆွေမျိုးမိတ်ဆွေတွေနဲ့အဆက်အသွယ်ချိတ်ဆက်ကောင်းကြတတ်တယ်။အကြောင်းကြောင့်ကြောင့်နာထာရက်ထားကြရတော့လုပ်ငန်းဟောင်းရွေချယ်ဟောင်းအစီအစဉ်ဟောင်းများပြန်အကျိုးပေးတတ်တယ်။ဒါကြောင့်ကဲနထကွမ်းကောင်းမှန်ကဲအခုလက်ရှိစ조사နေတဲ့အတွက်လဲဝန်သားစရာအတိပွင့်ခန်းစားရမယ်။လုပ်ငန်းဟောင်းငွေဟောင်းအတိပွင့်လဲခန်းစားရတတ်တယ်။မနာလိုတွေဖြစ်လာအောင်အောင်မြင်တတ်တယ်ဗျို့။အဲ့တော့တမင်တက်တက်ကိုညစ်တာရန်လုံကြောက်တွန်းအမှုပတ်ကြားညတ်ဆိုလို့ရှိတာပေမဲ့ကိုကံကောင်းရင်ရောက်ပြီမို့ဗုဒ္ဓသားသမီးများကဲလုံကြီးတိုးတိုးတင်းတင်းဝက် လိုဝိုင်ကတော့မှကြက်ကဲကွာတာပေါင်းပြီးဝတ်ပြီးတော့ပဲပြပြစူးစမ်းကြပါစို့လို့နော်ဘောရူသားသမီးတွေဒီလိုကိမျိုးမှာမိမိချစ်သူအိမ်တောင်ဘက်နဲ့နည်းနည်းစိတ်သဘောကွဲစရာလေးတွေအထင်မြင်လွဲစရာကိစ္စလေးတော့တရိထားကံရဲ့အပံမို့ရဖို့ဘောရူသားသမီးများကအဖြူရောင်းတို့ငွေရောင်းတို့မိခိုးရောင်းတို့များများပါတော့အဝယ်အစားသုံးဆောင်လေးကိုအားပြုပြီးတော့ဝတ်ဆင်သုံးသပ်ပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုတော့ထမင်းစားတဲ့ဇွန်ခရင်ခရင်လေးခရင်လေးတစ်ချောင်းနဲ့ရောင်းရင်းတဲ့ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုတို့ခောက်ပြီးဆိုတော့မှကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကနေက9ကနန်း4ကနန်း ကံရင်အပါမို့ရဖို့ဆိုရင်ခောက်ဆွဲကြော်မြတ်စွာဘုရားမှလူလူအပေါင်းသမီးဆွေတွေဝဲတာနာပြုပြုခောက်ဆွဲကြော်လူတန်းတာနာပြုပြီးတော့ကံရင်အပါမို့လေးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ဂျာတာဝေးသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကလေစတူတွဲပြီးလုံးမဲ့ကိစ္စစာချုပ်ချုပ်ရမယ်ကိစ္စတွေစံစီစေးစားဆက်မှုဆိုင်ပြိုစိန်စာအုပ်စာတန်းစားတော့ကုန်အစားတော့မုံပဲသေးစာထုတ်လို့ဖြန့်ချီရောင်းကြခြင်းတွေကောင်းတယ်တရင်ကောင်းဧည့်သည်ကောင်းတွေရောက်တတ်တယ်အလှူမင်္ဂလာပေါ်လန်းသမင်ကိစ္စတွေစီစဉ်ရတတ်တယ်သူများတကာတဲ့ကိုကထူးထူးခြားခြားကန်ထူးမဲ့ဂိတ် ကဲအဲ့တော့အပြိုင်ဆိုင်မဲနှိုက်တာတို့နော်အဲ့လိုစုခြေနဲ့ပတ်သက်တာမျိုးတွေမှာကန်ထူတတ်တယ်ပြို့ကြာသပိသားသမီးတွေဒီလိုကိမျိုးမှာကဆွေမျိုးရင်းမိတ်ဆွေရင်းတို့အတွက်ပုံပင်တော့ကလေးများတတ်တယ်အဲနောက်ကို့ချစ်သူကို့အိမ်တော်ဘက်ဆွေမျိုးသားချင်းတွေနဲ့နည်းနည်းလေးအဆင်မပြေလေးတွေဖြစ်တတ်တာတတိပြုကြာသပိသားသမီးတွေကရင်အပမို့ရဖို့ဆိုရင်နီညိုရောင်ခရမ်းရောင်မရမ်းရောင်များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးဝတ်ဆင်သုံးပြုပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကို စပြကလေးတစ်ခဲနဲ့တိုးခေါက်ပြီးတော့ဆူတောင်းပါကံရဲ့ဒီနေ့ကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေကကိုကဏ္ဍငါကဏ္ဍကံရဲ့အပါမိုးရဖို့ဆိုရင်စီလှူဒန်းတဲ့ကုသိုလ်ကိုတန်းတန်းနဲ့ကိုတတ်နိုင်တယ်လို့စီလှူဒန်းတဲ့ကုသိုလ်လေးပြုပြီးတော့ကံရဲ့အပါမိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့တောက်ကြသားသမီးများဒီလိုနေ့ဒီမှာကလေလုပ်ငန်းအသစ်စခြင်းလက်ရှိလုပ်ငန်းတွေကိုတိုးခြင်းချဲ့ခြင်း သာသမီအောက်လည်းငယ်သာအလုသမာညီကိုမနောမကိစ္စစ조사ခြင်းရွှေတို့ယရနာပစ္စည်းလက်ဝယ်လက်စားကိစ္စတွေအလှကုန်တို့အလှပြင်ဆိုင်တို့အမှုပညာအလှပရေးရတဲ့ပတ်သက်တဲ့လုပ်ငန်းတွေအလွန်ကောင်းတယ်တည်ငောင်းဧည့်သည်ကောင်းတွေရောက်တတ်တယ်အပြိုင်အဆိုင်အချိတ်အင်းနဲ့조사ပြီးတော့အောင်မြင်နိုင်ပါတယ်ခင်ဗျာကဲဒီလိုနေ့ဒီမှာကပင်တော့ပင်မန်းမယ်မောတော့မောမယ်ပင်မန်းအကျိုးမောဝါကျိုးနဲ့မယ်ခင်ဖြစ်ပါတော့ကြောင့်အားစိုက်ပြီး조사ကြပါစို့လို့တောက်ကြသာသမီတွေကမိမိချစ်သူအိမ်တော်ဘက်ရဲ့ခကြီးနဲ့ပတ်သက်တဲ့တည်ငောင်းကြားရတတ်တယ် ကံရဲ့အပမိုးရဖို့ဆိုရင်အစိမ်းရောင်များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးပြုပါရောင်းကုန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုတံမြာသီးလေးတစ်လုံးနဲ့တို့ပြီးခောက်ပြီးဆုတောင်းကံကောင်းလက်ချွင်စေမဲ့နံပါတ်တွေကနန်းတွေက၄ကနန်း၆ကနန်းကံရဲ့အပမိုးရဖို့ဆိုရင်လျှောက်သီးတုပ်လူတန်းကုသူပြုပြီးကံပွင့်ကံမြင့်ကြပါစေကဲစနေသားသမီးမိတ်ဆွေတွေကငွေကံကောင်းမယ်တံမိုးကြီးပစ္စည်းဝယ်ခြင်းရောင်းခြင်းကိစ္စစ조사တဲ့နိုင်ငံသားနဲ့ပတ်သက်တဲ့ဌာနဆိုင်ရာတွေနဲ့ချိတ်ဆက်တဲ့လေလံကန်ထရိုက်စံတိုင်းလုပ်ငန်းမျိုးတွေ조사တဲ့ ထူးထူးခြားခြားကံကောင်းမဲ့အချိန်ဖြစ်ပါတော့ကြောင့်ဟင်အားသုံးပြီးကြိုးစားတတ်ပါတယ်လို့စနေသားသမီးများမိမိချစ်သူအိမ်တော်ဘက်စီကလည်းငွေကြေးနဲ့ပတ်သက်လို့ဝမ်းသာစရာကြုံတတ်တယ်။ကံရဲ့အပမိုးရဖို့အ내ရောင်အယောင်ရင်းရင်များဦးစားပေးဝတ်ဆင်အသုံးပြုပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုဓာတ်ခဲတစ်လုံးနဲ့တို့ပြီးခောက်ပြီးဆူတောင်းကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကနန်းတွေက၈ကနန်း၂ကနန်းကံရဲ့အပမိုးရဖို့ဆိုရင်နဝနိုးနဲ့ကိမ့်မလှူဒန်းတဲ့ကုသိုလ်လေးပြုတ်ပြီးတော့အပံပိုးလေးရရှိကြပါစေခင်ဗျာ။ ကဲမိတ်ဆွေအားလုံးအတွက်ဒီစီစဉ်လေးကဘဝမိုးတွေပြည့်၍ကံရဲ့အပမိုးလေးရရှိကြပါစေကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲဂျိုးပန်းတော်မူနိုင်ကြပါစေခင်ဗျာ